အနုမင်္ဂလာပါရှင်အနုကောက်တော်နေပါเนาะခုနေရာတော့မသိဘူးเนาะတွေ့လိုက်တယ်เนาะအကုန်လုံးကိုတွေ့ကြမှာပဲဒါတော့เนาะလိုက်ပေါ်မှာဗာလေးအိုက်ကောင်မကเนาะဟိုဖယောက်ကိုကွဲเนาะမဖွေမရเนาะနမ်းနေတာပေါ့เนาะအဲ့ဒါကြောင့် ဟိုလောက်ပါစေเนาะသူရိတ်ကသူနောက်ကိုလိုက်มาပါเนาะဖယောဆိုတော့အတူမရှိမြင်းမြက်တည်းအဲ့တော့ကျောသူက မသီလို့လောက်တာပဲเนาะအဲ့တော့ကျောပြောရှင်တာကเนาะလူတွေဟာဘာဖြစ်လို့အဲ့လိုလူသူများတွေမှာသူတို့အတွက်ဘာမှတန်ဖို့မရှိပေမဲ့အမတို့အတွက်ကတန်ဖို့ရှိတယ်ဘာနဲ့မှနှိုက်လို့မရဘူးအတူမရှိတည်းဖယောပါเนาะခေါက်ပေါ်မှာတင်ပြီးတော့အမြဲတမ်းဥထိုက်ထားတယ်ဖယောပါเนาะ အဲ့ဒါကိုသူတို့ကဟာသားတစ်ခုလိုပဲနော်သူတို့ကအဲ့လိုလှုပ်ချလိုက်တယ်အဲ့ဒါကြောင့်ဒီလိုကဲဒီဆိုင်နေတာပေါ့နော်အင်းသူတကယ်သာတီးလို့ရှိရင်သူဩဒါကိုလောက်လိုက်တဲ့အဖြစ်ငါအတွက်ငရေကြီးမယ်ဆိုရင်တော့သူတကယ်တီးရင်တော့သူမလုပ်ပါဘူးမတီးလို့လောက်တာပေါ့နော်အဲ့ဒါကြောင့်လူမားကလည်းမရှိတာတည်းမသိတာခက်တယ်လေနော်ဒါမေးသူရစ်စေတနာကသူ့နောက်ကိုလိုက်မှာပါအဲ့ဒါကအဲ့ဒါကြောင့်လူဆိုတာမပြင်းမဲ့ မပြင်းမထိုက်တဲ့လူရှိတယ်เนาะဆရာတို့မိဖားတို့ဆိုတာဒါတွေမအားတို့ဗုဒ္ဓဘာသာလူမျိုးတွေအကုန်လုံးသိတယ်เนาะအဲ့ကောင်မကဟိုသူ့အတွက်ဘာတွေမျိုးရမှာမဟုတ်လို့သူလောက်တာလေးဆိုတာတော့မသိဘူးဒါမေးခံတော့ခံစားရတယ်เนาะဒါတော့တော့ဒါဗုဒ္ဓဘာသာဆိုလူတိုင်းမှာအကုန်လုံးသူမှာဒါခံစားရမှာပဲမလို့ပဲเนาะတကယ်အဲ့ဒါဒီအဲ့လိုမြင်ခွင်းတွေမြင်ရတာတကယ်စိတ်မချမ်းသာပါဘူးเนาะ ဖယောဆိုတာကိလေသာကိနေတဏှာကိနေရာကကိနေနော်လူနဲ့မျိုးစောသက်တော်လေးအတော့နော်အများကြီးအများကြီးနော်ယုံကန်ခရတယ်နော်ဒီပုတ်ထုဇံရဲ့ပဇာကဖယောဆိုပြီးတော့ပြောလိုက်တာနဲ့ပြီးပြီးတာပေါ့နော်ဒါပေမဲ့ဖယောအတွက်ကတော့အများကြီးအများကြီးအများကြီးစတိခေပြီးတော့မှစူးစမ်းခရတာပါနော်ဒါမေးသူလုတ်တဲ့ဟာတော့သူနောက်ကိုလိုက်မှာပါเนาะဒါမပြေမှောက်ထိုက်တဲ့ပုံကူပါเนาะ အတူမရှိတဲ့ဖယောက်ကိုမှသူတို့ကအဲ့လိုဟာသလိုလိုဘာလိုလိုအဲသူတို့လုတ်တယ်ဆိုတော့ဒါကအမျိုးကြီးအမျိုးကြီးเนาะအဲသူရဲ့ကံတရားဟာเนาะအဲသူစီကိုတော့တနည်းတော့ရောက်လာမှာပဲကိုကဆူတောက်စရာမလိုဘူးเนาะအဲ့တော့ကျောင်းလူတစ်ဖက်သူများတွေမှာတန်ဖိုးထားတဲ့ပစ္စည်းကိုဘေတော့မှဘေတော့မှအဲ့လိုမလုမလုပါနဲ့လို့เนาะအဲသူကတော့ဘာလူမျိုးလဲတော့မသိဘူးဒါဗုဒ္ဓဘာသာဟိုဗုဒ္ဓဘာသာဆိုတော့ ဘသူမှအဲ့လိုမလုပ်ဘူးเนาะအကုန်လုံးကအထိတ်ထားကြတဲ့ဖယောင်းကိုเนาะဘာဘာနိုင်ငံသားလေးတော့မသိဘူးเนาะဒါပေမဲ့စိတ်မကောက်ဖြစ်တယ်လို့เนาะအဲ့မြင်ကွင်းကိုတော့တကယ်တော်သားလေးထွက်မိပါတယ်လို့เนาะဒါပေမဲ့လူအမျိုးမျိုးစိတ်အထွေထွေကို လောကကြီးကเนาะအဲ့လိုဖြစ်ရှင်ရဖြစ်နေတာပေါ့เนาะအဲ့ဒါကြောင့်ဒီလိုကဲတီဆိုင်နေတာပေါ့เนาะအားလုံးကျေးဇူးတင်ပါတယ်